တန်တရာဖြစ်စရာရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားတေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတေးချမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါကိုကန့်ဒေတာမှာအချမ်းသာဆုံးမိသားစုဝင်တွေကဖြစ်ပြီးပြည်တော်စုကြန့်ခိုင်ရေးအမတ်ဟောင်းတွေလည်းဖြစ်ကြတဲ့မြေမိသားစုကိုလွန်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာ16ရက်နေ့မှာစစ်ကောင်စီတပ်ကဖမ်းဆီးပြီး တရုတ်လက်ထက်လွဲပေးလိုက်တဲ့နောက်နှစ်နှစ်အကြာမှာတော့မိမိသားစုတွေကိုတရုတ်ကတေတန်ချမှတ်လိုက်တယ်လို့တရုတ်နိုင်ငံပိုင်သတင်းမီဒီယာတွေကရေးသားဖော်ပြနေကြပါတယ်။အဲ့ဒီတေတန်ချမှတ်ခံရတဲ့သူတွေထဲမှာမီရှောက်ချန်ရဲ့တားဖြစ်သူမီကောဖင်၊မြေးဖြစ်သူမီချိန်ချိန်အပါအဝင်၁၂ဦးကိုမနေ့စက်တင်ဘာ၂၉ရက်နေ့မှာတရားရုံးဘက်ကတေတန်ချမှတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့နဲ့အတူအမှုရင်ဆိုင်နေရတဲ့လူတွေထဲက9ဦးဟာနနစ်ဆိုင်ငက်တေတန်ချမှတ်လိုက်ပြီးနောက်12ဦးကိုတော့ထောင်တန်9နှစ်ကနေ24နှစ်အထိငွေတန်ပိုင်ဆိုင်မှုတင်းယူခြင်းနဲ့ပြင်းနှင်တန်တွေကိုလည်းချမှတ်ခဲ့တာဖြစ်ပါတယ်။သူတို့တွေဟာအွန်လိုင်းကနေလိမ်လည်မှုလူတက်မှုလူတွေကိုတရားမဝင်ချုပ်နှောင်မှုရွေချက်ချက်ရှိထိခိုက်စေမှုနဲ့မူရစ်စဲမောင်ခိုကူးမှုတွေနဲ့တရားစွဲဆိုခံရသူတွေဖြစ်ပါတယ်။ မြေမိသားစုကိုဥဆောင်ခဲ့တဲ့မြေရှောင်ချန်ဟာ2010ရွေးကောက်ပွဲအပြီးမှာပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖြန့်ဖြိုးရေးပါတီရဲ့အမတ်တူဖြစ်ခဲ့ပြီးမြေမိသားစုတွေကိုစစ်ကောင်စစ်ဘက်ကဖမ်းဆီးပြီးတရုတ်လက်ထဲကို လွှဲလိုက်တဲ့နေ့မှာပဲအဆုံးစင်ရင်သွားခဲ့ပါတယ်။ပြမှုကျွန်းလွန်တဲ့နေရာဟာမြန်မာပြည်တွင်းမှာဖြစ်ပေမဲ့စစ်ကောင်စီကအဲ့ဒီတရက်ခန်တွေကိုတရုတ်လက်ထဲလွှဲအပ်ခဲ့ရုံမကတရုတ်ဘက်ကလည်းအဲ့အမှုစင်ရင်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့အမိတ်ချမှတ်လိုက်တာဖြစ်ပါတယ်။